ဒီနေ့ဒီအချိန်မှာကျွန်တော်တို့ဘသူမဲမဲပေါ့လေဝင့်ကြွားစွာကျွန်တော်တို့ပြောနိုင်တဲ့အချက်တစ်ခုကတော့ SDP ဒီ ASEAN region တစ်ခုလုံးမှာ first and only ပထမဦးဆုံးနဲ့တစ်ခုတည်းသော crypto bank ဖြစ်ပါတယ်เนาะ ASEAN region တစ်ခုလုံးမှာအဲ့ဒီတော့ ကျွန်တော်နောက်တော့အချက်အလက်လေးတွေတချို့ကိုလည်းပြင်ပြရမယ်ဆိုရင်ကျွန်တော်တို့ interim central bank ကချမှတ်ထားတဲ့ license စီကံဥပဒေအတိုင်းသွားနေတဲ့အတန်တစ်ခုဖြစ်ပါတယ်။နောက်တော့ကဘာအဆင့်လေးကဘာအကြီးဆုံး crypto exchange နဲ့လည်း partnership ကိုခိုင်ခိုင်မာမာတည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။เนาะကျွန်တော်တို့ exchange listing ကိစ္စနဲ့ အသေးစိတ်ကတော့ကျွန်တော်ရဲ့လုပ်ဖို့ကံပဲကိုမလေးကဆက်လက်တင်ပြသွားပါမယ်ဒီနေ့ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင် register account ပေါင်းမားသိန်းခွဲကျော်ရှိနေပါတော့တော့ငွေကြေးလဲပတ်မှုပေါင်းကလည်း US dollar 1 billion အကတ်နေပါတော့လာရေးအတွက်လဲကျွန်တော်တို့တော်လန်ပြည်သူတွေဝန်ရံမှုကနေတစ်ဆင့် US dollar တန်း34ပါးကိုထောက်ပို့နိုင်ခဲ့ပါပြီ2023ဇူလိုင်လကလေးကစတင်လိုက်တဲ့လူဘန်ကျွန်တော်အသေးစိတ်တစ်ညင်းတစ်ညင်းတက်လာခဲ့တာလေးဒီကတော့ကျွန်တော်မပြောတော့ဘူးဒီနေ့ဒီအချိန်မှာတော့ကမ္ဘာအဆင့်မီ crypto exchange တခုမှာ officially officially listed လုပ်နိုင်ခဲ့ပါပြီ ဒီတော့ကျွန်တော်တို့နောက်လာမယ်လာဒီနောက်နာမယ်နှစ်ဒီမှာဘာအစီအစဉ်နဲ့လဲဆက်သွားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့ကျွန်တော်ရှင်းပြပါ2023 July လမှာစခဲ့တယ်။တရရင်နဲ့ကျွန်တော်တို့ valuation ကတက်ခဲ့တယ်ပေါ့လေ။လွန်ခဲ့တဲ့တောက်ကြနေ November 14ရက်မှာကျွန်တော်တို့ exchange listing ကို officially ဝင်နိုင်ခဲ့ပါပြီ ဆက်စားခြင်းကတော့ valuation က US ဒေါ်လာတန်းနာရအတန်ပိုးနေပေါ့လေကျွန်တော်တို့စခဲ့တယ်။ဒါပေမဲ့ဒီနေ့ဒီအချိန်မှာဆိုရင်တော့တန်း900ကျော်တန်း800အကြာအဲအဲ့ဒီလောက်ကိုရှိနေပါပြီ။တကယ်တော့ကျွန်တော်တို့ first round of funding November 20 2023ပေါ့လေလွန်ခဲ့တဲ့နှစ်နှစ်တိတိက funding နဲ့ပြန်ပြီးတော့ရှင်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရင်းနှီးမြှုပ်နှံထားတဲ့တော်လှန်ပြည်သူတွေကအခုဆိုသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုက၅စတက်သွားပါပြီเนาะကျွန်တော်အဲ့ဒီချက်လက်လေးကိုပြန်ပြီးတော့ summarize လုပ်ပေးရမယ်ဆိုရင်ဆရာဦးတင်ထွန်နိုင်စပြီးသုံးတဲ့စကားတစ်ခုပေါ့လေ ROI ဆိုတာ revolutionary return on investment ဆိုတာကကျွန်တော်တို့ຫນွေဥပ္ပံအနေနဲ့နှစ်နှစ်အတွင်း၄00ရာခိုင်နှုန်း ဂျာဂိုင်းလုံး400တက်သွားပြီဆိုတာလည်းကျွန်တော်ဒီနေ့ပြည်သူလူထုတော်လှန်ပြည်သူတို့ကိုပြန်လဲတင်ပြလိုပါတယ်ဒီတစ်ချိန်တည်းမှာကျွန်တော်တို့နိုင်ငံရဲ့အနေနာချင်းနိုင်ငံဘန်ကောက်မြို့ရဲ့ real estate ကိုသာဒီနှစ်နှစ်လုံခဲ့တဲ့နှစ်နှစ်က invest လုပ်ခဲ့မယ်ဆိုရင်600ရာခိုင်နှုန်းအမြတ်ရပြီပေါ့လေနော်နောက်တစ်ခုကဘာအကြီးဆုံးဈေးကွက်က S&P 500 index ကိုသာ invest လုပ်မယ်ဆိုရင် 54ရာခိုင်နှုန်းအများရလောက်ပြီရွှေကြိုက်တဲ့လူတွေလည်းရှိကြတယ်ပေါ့လေရွှေကို invest လုပ်မယ်ဆိုပြီးကမ္ဘာဈေးကွက်ကရွှေကို invest လုပ်ထားမယ်ဆိုပြီးတရာရာခိုင်နှုန်းဒီမှာလောက်ရမယ် bitcoin ဆိုရင်တော့140ရာခိုင်နှုန်းပတ်ဝန်းကျင်လောက်ကိုတက်နေမှာပေါ့ဒါပေမဲ့ပြည်သူလူထုရဲ့ယုံကြည်မှုဝန်းရံမှုကြောင့် STB မှာရင်းနှီးမြှုပ်နှံခဲ့မယ်ဆိုရင်လောကရဲ့နှစ်နှစ်က 400ရာခိုင်နှုန်းမကထောင်တက်နေပါပြီဆိုတာလည်းကျွန်တော်ရှင်းပြလိုပါတယ်ကျွန်တော်တို့အခု exchange listing ပြီးသွားတာနဲ့ရပ်သွားတော့မှာလားမဟုတ်ပါဘူးလုံးဝမရပ်သွားပါဘူးဆက်ပြီးတော့ develop လုပ်သွားမှာဖြစ်ပါတယ်เนาะကျွန်တော်တို့နောက်ထပ်ဒေါ်လာရင်းလွန်ကာလမှာလည်းကျွန်တော်တို့မြန်မာပြည်တွင်းကပြန်လဲတိဆောက်ဖို့ထူထောင်ဖို့လုပ်ငန်းတွေအများကြီးအများကြီး နိုင်ငံကိုတိုးတက်သွားဖို့လုပ်ငန်းတွေအများကြီးမှာကျွန်တော်တို့ပါဝင်ပြီးတော့တက်နိုင်လောက်ဝန်းရံသွားဖို့ plan တွေရှိပါတယ်။ click a tick example လေးနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့အခုဟာဒုတိယအဆင့်လောက်ပဲရှိပါသေးတယ်။ STB က click a tick ရဲ့ဒုတိယအဆင့်ပေါ့လေ။ဒီတော့ကျွန်တော်တို့တခြားဘာတွေရှိသေးလဲ။အဲအဲ့ဒါလည်းရှင်းပြခွင့်ပြုပါအဓိကတန်ဖိုးကဘလို့ဆက်တက်သွားမလဲဆိုတာလည်းကျွန်တော်ရှင်းပြလိုပါတယ် ဒါဘာလဲဆိုတော့ဒီ revolution နဲ့တော်လှန်ရေးအချိန်အဟုန်နဲ့လည်းကျွန်တော်တို့ဘန်ရဲ့ STB ရဲ့တန်ဖိုးကဆက်ဆက်နေပါပါနောက်တော့ရင်းနှီးမြှုပ်နှံမှုအပိုင်းဘန်ရဲ့လုပ်ငန်းတွေတိုးတက်သွားတာလေကျွန်တော်တို့ partner တွေနဲ့ချိတ်ဆက်တဲ့အပိုင်းအားအရာတွေအားလုံးပြီးတော့ crypto market ရဲ့ sentiment ပေါ့လေ ရင်းနှီးမြှုပ်နှံမှုအပိုင်းကမ္ဘာဈေးကွက်ရဲ့ sentiment အနေနဲ့လည်းအားလုံးဆက်နွယ်နေမှာဖြစ်ပါတယ်။နောက်အရေးကြီးတဲ့တစ်ခုကတော့ကျွန်တော်တို့ကိုဟိုကျွန်တော်တို့အခု exchange ရပထမအဆုံး exchange ကမ္ဘာအဆင့်နံပါတ်9မှာရှိတဲ့ exchange ပေါ့လေ။အဲ့ဒီမှာကျွန်တော်တို့ list လုပ်တယ်။မကြခင်မှာလာပိုင်းအတွင်းမှာကျွန်တော်တို့ဒီထက်ကြီးတဲ့ liquidity ဒီထက်များတဲ့ exchange အကြီးတွေမှာလည်းကျွန်တော်တို့ list လုပ်ဖို့ plan ရှိပါတယ်။ ဒါကိုလည်းကျွန်တော်တို့လှေကတိဥပမာနဲ့ပြောရမယ်ဆိုရင်တဆင့်ချင်းတဆင့်ချင်းဆက်တက်သွားဖို့ plan ရှိပါတယ်လို့နော်ဒီတော့ကဈေးရကြနိုင်လားကြနိုင်တာပေါ့ကျွန်တော်တို့ဒါ free market demand supply ပေါ်မှာမူတည်ပြီးတော့ဈေးရအတက်အကျရှိပါလိမ့်မယ်တော်လှန်ရေးအရှိန်ဟုန်နဲ့ဆက်ဆက်မယ်ဈေးကွက်နဲ့လည်းဆက်ဆက်နေမယ် ပြီးတော့တစ်ခါတရံကျွန်တော်တို့ဘက်က strategy implementation အပိုင်းမှာလည်းကျွန်တော်တို့ misstep တွေရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့လှေကတိ example ကိုပြန်သွားမယ်ဆိုရင်တစ်ခါတလေကျွန်တော်တို့တစ်ထစ်လောက်ပြန်စင်ကောင်းစင်မယ်ဒါပေမဲ့နှစ်ထစ်သုံးထစ်ကိုတော့ဆက်ပြီးတော့အရှိကိုဆက်တိုးသွားဖို့ကတော့ကျွန်တော်တို့ကောင်းကောင်း confidence ရှိတဲ့ plan နဲ့လုပ်ထားပါ now ထပ်လာမယ့်နှစ်နှစ်ကတော့ STB အတွက် exciting အဖြစ်ဆုံးနည်းနည်းဖြစ်မယ်လို့ကျွန်တော်ဘက်ကတော့မြင်ထားပါတယ်။ဘာကြောင့်လဲဆိုတော့2026အကုန်မှာဆိုရင် STB account holders အနှစ်တန်းလောက်ထိဖို့ကျွန်တော်တို့ plan လုပ်နေပြီ။အဲ့ဒီအတွက်လည်းကျွန်တော်တို့ program ပေါင်းမျိုးစုံ product အသစ်တွေ services တွေအမျိုးစုံဆက်ပြီးတော့ offer လုပ်သွားမှာဖြစ်ပါတယ်။အဓိကအ နှွေဥပံရဲ့တန်ဖိုးကတော့တော်လန့်ပြည်သူတွေရဲ့ဝန်းရံမှုဒီ spring brand အောက်မှာဆက်ပြီးတော့ရှိသွားမှာဖြစ်ပါတယ်။နော်ကျွန်တော်ဒီတန်ဖိုးကိုကျွန်တော်ဘာကြောင့် emphasize လုပ်လဲဆိုတော့ STB ဒီနေ့ဒီချိန်မှာတန်း900နဲ့တန်းတထောင်ကြားပေါ့လေအဲ့ဒီမှာရှိနေတယ်။တပအကြီးဆုံး digital bank brazil new bank ကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်75 billion valuation နဲ့အခုသွားနေပါတယ်။တခြား Revolut Europe ပေါ့လေ Revolut တို့ Wise တို့ကိုကြည့်မယ်ဆိုရင် billion amount များစွာတန်နေပါတယ်။မြန်မာပြည်ကအကြီးဆုံးဘဏ်၃လေးခုကိုလည်းကျွန်တော်တို့မကြခင်ပြည်သူလူထုဝန်ရမှုကြောင့်တန်ဖိုးအနေနဲ့ကြော်တက်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ပိုအရေးကြီးတာတစ်ခုကတော်လှန်ရေးအလွန်ကာလမှာ မြမပြည်သက်ပြန်လဲထူထောင်တဲ့အချိန်မှာနှွေဦးပန်သည်သူတို့တွေထက်များကြီးအများကြီးနိုင်ငံကိုပြန်လဲပြီးတော့ဟိုဟိုထူထောင်နိုင်ဖို့ပြန်လဲ develop လုပ်နိုင်ဖို့ရင်းနှီးမြှုပ်နှံမှုတက်သွားဖို့အများကြီးဥဆောင်နိုင်မယ်ဆိုတာကျွန်တော်အရာယုံကြည်ပါတယ်